ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သော နေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့ဆုံမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲ့တော့ကျွန်တော်လီဗာပူးသင်းကတော့လက်ရှိမှာဒါကျွန်တော်တို့အပြောင်းရွှေ့ရသည်မတိုင်ခင်မှာတင်အလုပ်တွေလုပ်နေပြီဆိုတဲ့သတင်းတွေတောက်ရှောက်ထွက်ပေါ်လာခဲ့တယ်။ဒီသတင်းနဲ့ပတ်သက်ပြီးလက်ရှိမှာဒါကျွန်တော် Platy Go ပေါ့နော်ဒါ Sky Sport Germany ကနေတက်ဆက်လီဗာပူးသင်းကသူတို့ရဲ့ right back နေရာအတွက်ဒါကျွန်တော်လူခေါ်ယူဖို့အတွက် တော်တော်လေးကိုလမ်းပေါက်နေပြီဆိုတဲ့သတင်းကိုဒါကျွန်တော်တို့ Platinum Go ကနေတင်ဆက်ပေးထားရတယ် Florian Platterback ပေါ့နော် Florian Platterback ကလက်ရှိမှာတင်ဆက်ပေးထားတာဖြစ်တယ်အခုလက်ရှိမှာဒါကျွန်တော်တို့တည်ကြတဲ့အတိုင်းပဲ Liverpool သင်းက right back နေရာမှာ Alexander Arnold တရားဒါကျွန်တော်တို့အသင်းကထွက်ခွာတော့မှတည်ကြသွားပြီဖြစ်တဲ့အတွက်ကြောင့်မို့ဒီနေရာအတွက်လူဆရှာနေပြီဖြစ်တယ်ဒီတော့ market ထဲမှာလည်းပြဿနာကဒါကျွန်တော်တို့ Alexander Arnold နေရာကိုဒါဒဲဖြည့်ဘူးဆိုတဲ့ဥစ္စာကတော်တော်လေးကိုမလွယ်ကူမဲ့နေရာဖြစ်ပေမဲ့အခုလက်ရှိမှာ Liverpool အသင်းကသူတို့အတွက်ကနံပါတ်1ဒါဦးစားပေးကစားသမားတစ်ယောက်ရှိပြီးသား ဖြစ်တဲ့ ဒီကစားသမားကိုလီဗာပူးသင်းကဒီဂျာရက်တွေထဲမှာလုံးဝဒါစကားပြောဆိုနေပြီးအပေါင်းလက္ခဏာစောင့်နေတယ်ဆိုတဲ့သတင်းကိုဖာဘီဂျီရူမာနိုကတင်ဆက်ထားတယ်။ဒါပေမဲ့လက်ရှိမှာဒါပလက်တီကိုရဲ့နောက်ဆုံးပြောပုံဆိုပုံရဆိုရင်တော့ဒီကစားသမားကတော့လက်ရှိမှာလီဗာပူးအသင်းကိုရောက်ဖို့အတွက်တော်တော်လေးကိုအခြေအနေကောင်းနေပြီဆိုပြီးတော့ပလက်တီကိုကတင်ဆက်ပေးထားတယ်။အဲကစားသမားတခြားသောကစားသမားမဟုတ်ဘူးလီဗာကူဆင်းရဲ့လက်ရှိ right back ကစားသမားဖြစ်တဲ့ Frank Paul ပါ။ Frank Paul ကလက်ရှိမှာတီးကြတဲ့အတိုင်းပဲလက်ရှိအခြေအနေဒီအရာပေါ့နော်။ဒါကျွန်တော်တို့ အာအာနုအာနုရဲ့နေရာအစားဖူးဖို့အတွက်တော်တော်လေးကိုအခြေအနေတွေကောင်းနေပြီလို့သိရတယ်မှာပါပါတယ်အဲ့တော့အာနုနေရာကိုသူတို့ဘလို့အစားထိုးဖို့ကြိုးစားသွားမလဲဆိုတော့အဲ့ကျွန်တော်ပထမအစိတ်ဝင်စားခဲ့မယ်အခုလက်ရှိမှာလီဗာပူးတင်းကတော့မြန်မြန်ဆန်ဆန်ပဲအလက်ဇန်ဒါအာနုရဲ့နေရာကိုဂျယ်ရမီဖရင်ပောင်နဲ့အစားထိုးဖို့ပြင်ဆင်ခဲ့တယ်ဒီနေ့မှာဂျယ်ရမီဖရင်ကောင်ကိုယ်တိုင်ကလည်းဒါကျွန်တော်အစားပြေလုံးစိုးမရှိတဲ့လီဗာကူစင်မှာနေဖို့အတွက်အစီအစဉ်မရှိတော့တဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒါဖရင်ပောင်တို့အနေနဲ့ဒါကျွန်တော်တို့ အသင်းပြောင်းဖို့တော့ကြိုးစားခဲ့တယ်။သူအနေနဲ့ခုလက်ရှိမှာ Premier League တိုက်တယ်ရထားခဲ့တယ်။ဒါကျွန်တော်တို့အသင်းတသင်းကိုသာပို့ပြီးတော့ပြောင်းရွှေ့ခြင်းတဲ့အတွက်ကြောင့်မလို့ Liverpool ကသူ့အတွက် destination ဖြစ်လာခဲ့တယ်။ပြီးတော့ကြာ Jeremy Frimpong ကိုခေါ်မဲ့အသင်းကလည်းလက်ရှိမှာ Liverpool တသင်းနဲ့အဓိကတွားနေတဲ့အတွက်ကြောင့်မို့ဒီနေရာမှာသူ့ကိုခေါ်နိုင်မဲ့အသင်းကလည်းနေတဲ့နေရာမှာပါတယ်။ကြားထဲမှာ Manchester United အသင်းကစိတ်ဝင်စားပေမဲ့ Jeremy Frimpong ကိုတော့ Liverpool အသင်းကပဲအဓိကနံပါတ်1ဦးဆောင်ပြီးတော့ခေါ်ယူဖို့အတွက်နံပါတ်1ပြေးနေခဲ့တာဖြစ်တယ်။ Liverpool အသင်းအနေနဲ့အခုလက်ရှိမှာ Jeremy Frimpong ကိုခေါ်ယူမဲ့နေရာမှာတော့ဒါရှင်းတယ်။ Jeremy Frimpong င်ကွိုင်းလက်ရှိစာချုပ်ဖြတ်သိမ်းခြင်းကယူရို35တန်းရှိတယ်။လစ်ဗာပူးကဒီကိစ္စအရေးကြပေးပြီးယူရို30တန်းပေးမှုရှိတယ်။ဒါပထမအရေးကြကိုလည်း35တန်းပေးပြီးဂျန်နဲ့အရေးကြဖြစ်တယ်။ဒါကျွန်တော်တို့25တန်းကိုတော့ဒါကျွန်တော်တို့အရေးကြပုံစံမျိုးနဲ့နှစ်နှစ်ခွဲပေးသွားမယ်လို့သိရတယ်ဒီမှာပါတယ်။အဲ့တော့ဒါကိုလည်းတစ်ဖက်ကဒါကျွန်တော်တို့လီဗာကူဆင်ဘက်ကနေလက်ခံသွားမှုရှိပြီးအရေးကြမှာ5တန်းပူရတဲ့တို့ကြောင့်မို့ဒီအရေးကြကိုလက်ခံသွားပွဲရာရှိတယ်လို့သိရတယ်ဒီမှာပါတယ်။ကစားသမားကိုတိုင်ကလည်းလက်ရှိမှာမကြခင်မှာဒါလစ်ဗာပူးတင်းနဲ့ပုတ်ကူရေးရသဘောတူညီမှုရမယ်ဆိုပြီးတော့ပလက်တီကူကတရားဝင်ပြော တော့လီဗာပူးသင်းကတော့ရှင်းတယ်သူတို့နယ်စာချုပ်ဖြတ်သိမ်းကြီးရှိတဲ့ကစားသမားဆိုသူတို့အသင်းကိုခေါ်ယူတဲ့နေရာမှာတော်တော်လေးကိုမြန်တယ်စံတယ်လို့ပြောလို့ရတယ်ဒါမနစ်ကလည်းဒါကျွန်တော်ကစားသမားကောင်းတွေကိုခေါ်ယူနေမှာစာချုပ်ဖြတ်သိမ်းကြီးရှိရင်မြန်တယ်စံတယ်မက်ကလစ်စတာနဲ့ပတ်သက်ပြီးခေါ်ရနေမှာလည်းမြန်တယ်စံတယ်ဆိုတဲ့ပုံစံမျိုးကိုလီဗာပူးအသင်းစီကနေတွေ့ရတဲ့မှာပါတယ်အဲ့တော့လီဗာပူးသင်းကစာချုပ်ဖြတ်သိမ်းကြီးရှိတဲ့ကစားသမားတွေဆိုရင်ကစားသမားခေါ်ယူတဲ့မနှုံးကတော်တော်လေးကို positive စံပြီးတော်တော်လေးကိုအပေါင်းလက္ခဏာစံတဲ့နေရာမှာရှိတယ်အဲ့တော့လီဗာပူးသင်းကဒါကျွန်တော်အာနုရဲ့နေရာကိုမတုံမဆိုင်တော့ဘဲတော့လာမင်းနွေရာဒီအပြောင်းရွှေ့ဖွင့်တာနဲ့ကို ဂျယ်ရမီဖရင်ပေါင်ကိုစာချုပ်ဖြတ်သိမ်းကြေးတာအရေးကြနဲ့ပေးပြီးတော့ခေါ်ယူတော့မှဖြစ်တယ်ဆိုတဲ့အနေထားမှာရှိအဲ့တော့ဒါဂျယ်ရမီပရင်ပေါင်ကိုဒါကျွန်တော်စာချုပ်ဖြတ်သိမ်းကြေးယူရို30ကိုတော့အရေးကြနဲ့ပေးတယ်ဆိုတော့ဒါ FG က FG လို့ကိုကောင်းကောင်းလုပ်နေတယ်လို့ပဲဆိုရမယ့်တဲမှာပါတယ်မိတို့ပင်စိုးစီကမှုမကြခင်မှာဒါကျွန်တော်တို့ဂျယ်ရမီဖရင်ပေါင်ကိုလီဗာပူးအင်ဂျင်နဲ့တွေ့ရဘူးရခိုင်နှုန်းကြီးများလာပြီလို့သိရတယ်မှာပါတယ်ဂျယ်ရမီဖရင်ပေါင်ကမရခဲ့ဘူးဆိုတဲ့လီဗာပူးတင်ကခုလက်ရှိမှာဒါကျွန်တော်တို့ဒါအင်တာမီလန်နဲ့ချီစွမ်းပြနေခဲ့တယ်ဒါဒီနှစ်ချန်ပီယံလိမ်မှာလည်းအရန်ကောင်းနေခဲ့တယ်ဒန်ဆယ်ဒန်ဖရီကိုလည်းလီဗာပူးတင်နဲ့စိတ်ဝင်စားပြီးတော့ လူငယ်ကစားသမားတွေတဲမှာဒီညမှာကမ်ပီယာဆိုဆိုတဲ့အတိုင်းကျွန်တော် Juventus ကစားသမားကိုလေ Liverpool တင်းကချိတ်ဆက်မှုတွေပြုလုပ်နေဆိုတော့သိရတယ်မှာပါဒါပေမဲ့အခုလက်ရှိမှာတေးကြတာကတော့ frame bound ကတော့ Liverpool ကစားသမားဖြစ်ဖို့တော်တော်လေးကိုယာကိုင်တော့များနေပြီးတော့ကစားသမားကိုယ်တိုင်ကလည်း Liverpool တင်းကိုလိုလိုချင်းချင်းပြောင်းရွှေ့နေခြင်းနဲ့ဆိုတဲ့အကြောင်းအရာကတော်တော်လေးကိုအခက်အားကျလာခဲ့တယ်လို့ပြောလို့ရမယ်တယ်မှာပါပါတယ်အဲ့တော့ Jeremy Frame Bound ကတော့များမကြမီမှာကျွန်တော်ဒါ Liverpool ရဲ့အသင်းအင်ဂျင်နဲ့တွေ့ရတော့မှလားဒါကတော့တစ်ချက်တော့ဆောင်ကြည့်ရမယ် ခေါ်လာဟာလာရီယာဆိုတဲ့ဂျယ်ရမီဖရင်ဘောင်ကလီဗာပူးတင်းမှာ9နှစ် plus 2နှစ်စာချုပ်ချုပ်မှာဖြစ်ပြီးတော့သူတို့ရဲ့ဒါသတင်းတွေအရဆိုရင်ဂျယ်ရမီဖရင်ဘောင်ကလက်ရှိမှာလုခလာစာအရင်ကြီးမများတဲ့ကစားသမားတစ်ယောက်ဖြစ်လာမယ်လို့သိရတယ်။တပတ်လုခလာစာကျွန်တော်ပေါင်2သိန်းနဲ့3သိန်း8000ပတ်ချာလဲဝင်းညင်ညာဖရင်ဘောင်ရရှိမှာဖြစ်ပြီးတော့ကစားသမားကိုယ်တိုင်ကလီဗာပူးတင်းကိုလူလူချင်းချင်းပြောင်းရွှေ့ခြင်းလို့ဒါဒီပြောင်းရွှေ့ကဖြစ်လာခဲ့တယ်လို့ဆိုလို့ရမယ်ဒီမှာပါပါတယ်။အဲ့တော့ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ရဲ့ပါစတယ်မြင်မှာတူတူတယောက်တည်းမြင်မှာကျွန်တော်နည်းနည်းလေးစိတ်ဝင်စားတာတစ်ချက်ကဘာလဲဆိုတော့ဂျယ်ရမီဖရင်ဘောင်ရဲ့လက်ရှိပြဿနာက तू ကအာနိုးတက်ပို့ပြီးတော့ ခန်းစစ်ပိုင်းမှာအားနေတယ်မှာပါအဲ့တော့ဒါကျွန်တော်သူက right wing တော့ right mid တော့ပါ right wing right mid တော့ပူဆန်တဲ့အနေထားမှာရှိရလို့ကျွန်တော်ကမြင်မိတယ်အဲ့တော့ right back ဆိုတာထဲ right mid right wing ပူပူဆန်တဲ့ဒါကစားသမားတယောက်များဖြစ်မလားဒါအာနူဂျီရိုမီဖရင်ပေါင်ကိုဒါကျွန်တော်တို့လက်ရှိနီးပြဖြစ်တယ်ဒါကျွန်တော်တို့ဘလူးအာနီဆော့တယောက်ဘလူးမျိုးအသုံးချသွားမလဲ ဒါကတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းမဲ့အခြေအနေတစ်ခုရောက်သွားမယ်လို့ကျွန်တော်ကတော့ပုံကူရမြင်နေ။အဲ့တော့လက်ရှိမှာဒီရနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့လီဗာပူးတင်းနေတဲ့အလက်ဇန္ဒားအီဆက်ကိုလည်းတရားဝင်စကားဆပြောနေပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အဲ့တော့လီဗာပူးတင်းနေတဲ့အလက်ဇန္ဒားအီဆက်ကိုတရားဝင်စကားဆပြောတဲ့အခြေအနေမှာအီဆက်ကအခုလက်ရှိချန်ပီယံလိဝင်ဝင်မဝင်ဝင်သူ့အနေနဲ့စာချုပ်တက်တန်တူဖို့တော်တော်လေးကိုတုံ့ဆိုင်နေတယ်။အီဆက်အနေနဲ့အခုလက်ရှိညူကာဆယ်ယူနိုက်တက်အနေနဲ့ချန်ပီယံလိဝင်ခဲ့မယ်ဆိုရင်တော့မှလီဗာပူးအသင်းနဲ့ရှင်မယ်ဆိုရင်တော့ဒါချန်ပီယံစိန်ခေါ်နိုင်စွမ်းချန်ပီယံလိစိန် င်ခေါ်နိုင်စွမ်းကနိုင်ကြတဲ့ကြောင့်သူ့အနေနဲ့ သူဒီပြောမြင်တာဗျဟိုကာရာဘောက်တက်ပုံမြင်နေတာကျွန်တော်တို့ဥရောပဖလားဒါမှမဟုတ်ပရီးမီးယားလိဖလား challenge လုပ်နိုင်တဲ့အသင်းကို isac ကပြောင်းကျင်တယ် isac ကိုဒါ liverpool တင်းတင်းနဲ့စိတ်ဝင်စားနေတာမဟုတ်ဘဲနဲ့ဒါကျွန်တော် arsenal အသင်းကစိတ်ဝင်စားနေတယ်ဒါပေမဲ့ခုနကကျွန်တော်မနေ့ကပြောခဲ့သလိုပဲ Liverpool အသင်းအနေနဲ့ဒီနေရာမှာ leverage တစ်ခုကင်သွားနိုင်ခဲ့တာ Isak ရဲ့အပြောင်းရွှေ့မှာဒါကျွန်တော်က Kwanza ကို Jogo Mas ကိုနှစ်ယောက်လုံးကိုအသုံးချသွားနိုင်နေတာမှရှိတယ်။ဒါပေမဲ့ပြဿနာက Isak ကိုတိုင်ကအခုချိန်ထိသူ့ရဲ့အနာဂတ်ကိုမတိကြသေးတဲ့ပြဿနာရှိတယ်။ Isak ကအခုလက်ရှိမှာ तू က Champions League ဆော့ကျင်တာမဆော့ကျင်တဲ့ဆိုရတဲ့သူ့ပ ြဿနာကအိဆက်ကိုတိုင်ကအခုလက်ရှိမှာသူဟာညူကာဆင်မှာဆက်နေခြင်းလားမနေခြင်းလားတော်တော်လေးကိုမသေးခွဲဘူးအိဆက်ရဲ့အေဂျင့်ကတော့ဖြေကရှင်းအခုလက်ရှိမှာဒါကျွန်တော်တို့ညူကာဆယ်ယူနိုက်တက်နဲ့စာချုပ်အစ်စ်ကိုရက်တန့်လိုက်ပြီးတော့သူတို့အနေနဲ့လာမယ့်ဒါကျွန်တော်တို့ နွေရာဒီမှသာညူကာဆယ်ရဲ့အခြေအနေပေါ်မူတည်ပြီးစာချုပ်အစ်ကိုပြန်လည်ပြီးဆွေးနွေးသွားဖြစ်တယ်။အီဆက်ကိုတိုင်ကလည်းသူ့ရဲ့အနာဂတ်ကိုညူကာဆယ်မှာဖျက်ဆီးတာတဲ့ဆိုင်တော့ဒီထက်ပိုကောင်းတဲ့ကလပ်တစ်ခုမှာအလက်ဇန္ဒားအီဆက်ကပိုပြီးဖျက်ဆီးခြင်းနဲ့အကယ်၍အီဆက်အနေနဲ့ညူကာဆယ်ယူနိုက်တက်မှာတနှစ်လောက်ဆက်နေမယ်ဆိုတော့စာချုပ်အစ်မှာစာချုပ်အစ်မှာလက်မှတ်ထိုးသွားပြီးလောက်ခလက်စားအများကြီးပူရတဲ့ဥစားယူသွားမယ်အပြင်ကိုဒါစာချုပ်ဖျက်သိမ်းခြင်းပုံစံမျိုးညူကာဆယ်ယူနိုက်တက်အသင်းကထည့်ပေးမှသာဒီပုံစံမျိုးကိုလုပ်သွားဖို့ရှိတယ်။အဲ့တော့ဒီနေ့မှာလီဗာပူးကတော့ရှင်းတယ်အလက်ဇန္ဒားအီဆက်ရဲ့အေဂျင့်နဲ့အဗန့်စတော့ဒီဒေါက်ရှော့လှူထားမှုရှိပြီးတော့ ော့ဒီနေ့မှာအပေါင်းလက္ခဏာတွေစာမှုတွေလည်းရှိတယ်ဒါပေမဲ့အီဇက်ကိုတန်ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးလာမယ့်နွေရာသီမှာဆုံးဖြတ်မယ်အတွက်ကြောင့်မို့လီဗာပူးတင်းကဒီယာနဲ့ပတ်သက်ပြီးစောင့်ဆိုင်းသွားမှာလီဗာပူးတင်းကလက်ရှိမှာအီဇက်နဲ့တယောက်တည်းကိုလှုပ်လှုပ်နေတာမဟုတ်ဘဲနဲ့ဟျူဂိုအက်ကတိုက်လို့ဒါချာတိတ်လို့မျိုးနဲ့လေဒါကြောင့်ဒေါက်ရှော့ဆွေးနွေးမှုတွေပြုလုပ်နေတယ်အက်ကတိုက်ကလက်ရှိမှာဒါယူရိုတန်း60နဲ့တန်း80ပတ်ချာလဲဝင်ကျင်ကြတယ်ဒီကစားသမားကိုရနိုင်မှာဖြစ်ကြောင့်လီဗာပူးတင်းကသူ့အနေနဲ့ backup option အနေနဲ့ သွားတယ်အဲ့တော့အာနီစတော့ကိုတိုင်ကလည်းဟျူဂိုအက်ကတိုက်ကိုတော်တော်လေးကိုသဘောကျပြီသူ့အနေနဲ့ဒီစန်တာဖောနေရာမှာဟျူဂိုအက်ကတိုက်ကအဆင်ပြေနိုင်မဲ့ကစားသမားတရားလို့မျှော်မဲ့တယ်ဒီနေ့မှာလစ်ဗာပူးအသင်းရဲ့ဒါကြောင့်ကလပ်ဆိုင်ငင်းဖြစ်ချင်တာကသူတို့ကအီးဆက်ကိုလိုချင်တယ်ဒါအာနီစတော့ကသူ့အနေနဲ့ဟျူဂိုအက်ကတိုက်ကိုလည်းဒါဆက်တော်လုပ်နိုင်တဲ့သဘောမှရှိတယ်ပြောချင်တာဗျအခုလက်ရှိဒါဝင်နူးနက်စ်တို့ဒါကျွန်တော်တို့ဘယ်လို ဒါဝေနူးနဲ့ဆိုရဂျိုတာဟုတ်တဲ့ဆိုင်တော့ပူကောင်းမဲ့တိုက်စစ်မှုတယောက်ရမယ်ဆိုရင်တော့ဒါအာနီစလော့အတွက်ကတော်တော်လေးအဆင်ပြေမယ်လက်ရှိမှာအာနီစလော့အနေနဲ့ကသူ့အနေနဲ့ဒါတိုက်စစ်မှုနှစ်ယောက်လုံးရောက်ပြီဆိုရင်တော့တယောက်အ ਨੇ ဆုံးပြန်ဖြည့်ပေးဖို့တဲ့သူ့အနေနဲ့တောင်းဆိုထားတယ်အာနီစလော့ကိုယ်တိုင်ကလက်ရှိမှာပြောင်းရွှေ့မှာဝင်ပါခွင့်မရှိတဲ့အတွက်ကြောင့်ဒီအပြောင်းရွှေ့ကဘလူးဖြစ်လာမယ်တော်တော်လေးစိတ်ဝင်စားဖို့ခေါ်ဒါပေမဲ့လက်ရှိမှာလီဗာပူးတင်းကဂျယ်မီဖရင်ပေါင်ကိုတော့ကျွန်တော်တယောက်ဝင်စကားပြောနေပြီးတော့အပေါင်းလက္ခဏာဆောင်နေတဲ့ကစားသမားနဲ့မကြာခင်ပုံကိုရရသဘောတူညီမှုရပြီးတော့အသည့်အနေနဲ့စာချုပ်ဖြတ်သိမ်းဖို့အတွက်လည်း ready ဖြစ်နေတယ်လီဗာကူစင်ကတော့ရှင်းနေ ဲ့သူအနေနဲ့ဒါကျွန်တော်စာချုပ်ဖြတ်သိမ်းပြီးအသင်းကပေးနိုင်မယ်ဆိုတော့ထွက်သွားဖို့အတွက်လက်ခံပြီးသားဖြစ်တယ်။နောက်သူသင်းကအလက်ဇန္ဒားအီဆက်အီဆက်ကိုလည်းကျွန်တော်လီဗာပူးသင်းနဲ့ advance stock တွေ down shock ဆွေးနွေးနေပြီးဖြစ်ပြီးတော့တော်တော်လေးကိုလည်းအခြေဒီကောင်းနေတဲ့အနေအထားတစ်ခုကိုရောက်သွားပြီဆိုတဲ့ဒီနာဒါပေမဲ့အီဆက်ကစားသမားကိုတိုင်ကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးအခုလက်ရှိချိန်မှာတော့ဆုံးဖြတ်ခြင်းမပြုရသေးဘူးဆိုတဲ့သတင်းတွေနဲ့အတူဒါလေးကိုတင်ဆက်ပေးတာဖြစ်ပါတော့လီဗာပူးသင်းကိုတော့ဒါမကြခင်သူ့ရဲ့ပထမဆုံးခေါ်ယူမှုက Frank Pound ဖြစ်လာတော့မှလားဆိုတဲ့မိကွန်းနဲ့အတူဒီနားမှာနေနားကျင်ပါလေဘလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 8 point ဆိုတော့ DB4E တို့မှာကျင်းလို့ဆိုတာပေါအောင်ကိုညွှန်ပြရပါတယ်များများလေးလည်း clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလေး youth sport media 3 point ဆိုတော့ DB4E ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြစ်ကျွန်တော်မှဆိုကိုညွှန်ပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပို့ကျွန်တော်အားပေးလို့ရရ များများလေးလေးကလစ်ဖို့မမီကြပါနဲ့။အောက်က comment တွေထဲမှာလေး youth sport media 3.0နဲ့ db4u တွေရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောက်ကူညီပေးလို့ရပါတယ်။ကျွန်တော် youtube channel လေးကို like and subscribe လေးကိုကျွန်တော်လည်းအားပေးလို့ရရ။များများလေးကလစ်ဖို့မမီကြပါနဲ့။များများကလစ်မှာများများနိုင်ဖြစ်ပါတယ်။အားလုံးမကြွတမိုင်းကျွန်တော်နောက်မှတွေ့ကြတာပေါ့။ဒီပါဗျာ။